တင်ဆက်ပေးမယ့်သတင်းကတော့ငလင်းမေးချောင်သူတွေများလာတာကြောင့်ရန်ကုန်မှာအင်ရှန်ငင်ကားရန်ကားတွေဈေးမင်းတက်လာတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်မှာငလင်းပေးချောင်သူတွေများလာတာကြောင့်နေရင်ငါရန်ကအဆောင်ငါရန်ကတွေမြင့်တက်လာတယ်လို့အိမ်ရှံမြေကျွတ်တော်ဆောင်တွေထံကနေသိရပါဗျ။ဒါအပြင်တိုက်ကန်တဲ့လုံးစိမြောင်အငှားပုံများနေပြီးအများစုမှာတကုံမျိုးတေရှိပောက်ကံမျိုးတရုတ်ကများမှာအငှားများလာကြပြီးငါရန်ကအနေနဲ့20ခန်းလုံးမြင့်တက်လာတယ်လို့သိရပါဗျ။ မြို့နယ်တရှုံမှာလည်းတခန်းကားနေတဲ့သူတွေကို9ရံက9တောင်းကနေတင်းကြော်တွေတူတောင်းလာမှုတွေလည်းရှိနေလို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာအင်အားပြင်းမတလိငလင်းနိုင်ကြောင်းအသက်ဆုံးဆုံးတဲ့သူထောင်ရှိရှိခဲ့တဲ့အပြင်နေမောင်းများစွာပြောကြားပြစီခဲ့ရကငလင်းနယ်ဘေးတိမိသားများမှပြည်သူတရှုံဟာပြည်ဦးလေးရန်ကုန်အစရှိတဲ့ငလင်းဘေးလွတ်မဲ့လို့ယူဆရတဲ့သားများကိုတင်းချောင်မြတားလေးရဲ့ရှိနေလို့သိရပါတယ်။ဒီတဲ့င်းကိုတော့မြတ်တူတူကပြပူလာပါဗျ။